အဲ့လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဗီယက်နမ်မှာဗီဇာကုန်လို့ဗီဇာ run သွားလို့มาဖြစ်ပါတယ်ဗီယက်နမ်မှာဗီဇာကုန်လို့တန်းတိုးမယ်ဆိုရင်သူကနိုင်ငံပြင်ပတ်ကိုပြန်ထွက်ပြီးတော့ပြန်လျှောက်ရတယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်ကဟိုချီမင်းစီးတီးဘက်မှာဆိုတော့အဲနီးသက်တုံးဖြစ်တဲ့ကမ္ဘောဒီးယားနေသက်ဘက်ကိုပဲသွားတိုးมาပါသူကတစ်ခါတိုးရင်3လရပါတယ်အားလုံးပဲကြေးဝေးကြပါဦး

န်နိုင်ခွဲလောက်စီးရတယ်ကျွန်တော်အခုကားစီးကိုစောင့်နေရပါဘောနော်အမှန်ကကြတော့ကျွန်တော်က Federal ဆိုရဲ့ app ကနေဖြတ်လိုက်တာပေါ့နော်။သူက Vietnam တောင်းအသွာတစ်ချောင်းအသိန်း3000ပေးရတယ်ပေါ့နော်။မြန်မာငွေနဲ့ဆိုရင်2000ဝန်းကျင်လောက်ပေါ့။2000 2000လောက်ပေးရတယ်။

ခုဆိုရင်တော့ကျွန်တော်တို့ဟိုချီမင်းမြို့ထဲအနေထွက်ပြီးတော့ထေးနေဆိုတဲ့ပြည်နယ်ထဲကိုစဝင်လာပါပြီကျွန်တော်တို့စီလာရဲကဒေးနေဘက်ကိုဇက်သွားမှမလို့အဲမော်ဘိုင်းဘက်ကိုကမ္ဘောဒီးယားနယ်စပ်ဘက်ကိုသွားမဲ့သူတွေကတော့ခုလိုဇလွန်ကားလေးနဲ့ကျွန်တော်တို့လိုက်ဖို့ပြပါတယ် caro này quá lâu xì ra vậy mau bài kêu giao vì mà nó xem mà tôi đã Vienna Immigration mau bài ဖြစ်ပါတယ်ဒါတော့ကမ္ဘောဒီးယားဘက်ကိုရောက်ပါတယ်စားတွေ့တာ ਨੇ ကာစီနိုတွေကြီးပါပဲဆိုင် ီဇာရဖို့က3နိုင်လောက်ကြာမှာဆိုတော့လေးနာ wifi ရတဲ့ coffee time တစ်ဆိုင်မှာဝင်လိုက်ပါတယ်ခုဆိုရင်တော့ကျွန်တော်တို့ဖီယန်နန်လေးပြန်ဝင်လာပါပြီကမ်ဘောဒီးယားဘက်ကအထွက်ကတော့ခဏလေးပါပဲဖီယန်နန်လေးပြန်ဝင်တော့ကျွန်တော်တို့45မိနစ်လောက်တန်းစီရပါတယ်လူတွေကတော့အများကြီးပါပဲ သုံးသပ်နိုင်ဘယ်ဘက်တောင်းသုံးလိုက်ရလဲသိရပါမယ်ကျွန်တော်တို့အနေနဲ့ဗီယက်နမ်မှာဗီယက်နမ်ဘက်ကအထွတ်ဆိုရင်တော့တတိထားစရာတခုတော့ရှိဒါလည်းဆိုရင်ဗီယက်နမ်ဘက်ကအထွတ်သုံးထူဖို့တန်းစီမယ်ဆိုရင်ကျွန်တော်တို့ဘယ်ဘက်တောင်းသုံးလိုက်ရလဲသိရမှာပါအဲ့လိုမဟုတ်ပဲတခြားလိုက်မှာတွားရှိမယ်ဆိုရင်တို့ကအထွတ်သုံးမထူပေပဲနဲ့ကမ်ဘောဒီးယားဘက်ကိုတွားဆိုပြီးတော့ကမ်ဘောဒီးယားဘက်ကနေစတန်ထူခဲ့ဆိုပြီးတော့ပြောပါလိမ့်မယ် ကမ္ဘောဒီးယားဘက်ကလည်း VNN existent မပါတော့သူတို့ကလည်းထူပေးမှာမဟုတ်ပါဘူးအဲဒါကြောင့် VNN existent ရဖို့တန်းစီမယ်ဆိုရင်အစကတည်းကဘယ်ဘက်တောင်းလုံးလိုက်အောင်ပဲစီရမှာပါအဲဒါမှသူတို့အထွက်တုံးထူပေးမှာပါကုန်ကြသေးအနေနဲ့ကတော့ visa ဖို့ multiple entry ကို26သိန်းနဲ့၄တောင်းအဲ bus ကားကသွားပြန်အောင်2သိန်းနဲ့6တောင်းအဲကနေကားကဲကိုသွားဖို့အတွက် cycle ကားက9တောင်းနဲ့1တောင်း အဲ immigration ဖြတ်လို့ရှင်သူတို့ပေးရတဲ့ demand တွေကတကယ်ကိုတသိန်းဆိုတော့၄ကိတ်ဆိုတော့၄သိန်း print ထုတ်ကကြာ2000စုစုပေါင်းတိုးတဲ့33သိန်းနဲ့9100ကျပါတယ်